င်္ဂလာပါအခုတင်ဆက်ပေးမှာကတော့ Celi City Season ပဲဖြစ်ပါတယ်ဒီ season ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့စစ်ဆက်လိုက်ပြီးဖြစ်ကြောင်းအတိအပြုပြောကြားခဲ့တဲ့အဆိုတော် Diary ပါတရုတ်ဆောင် David Hackley ကနူးပေါက်ကွယ်လွန်ခဲ့တဲ့အကြောင်းမရိမှုကိုဝန်ခံခဲ့တဲ့ Idol အဆိုတော် Till မကြခင်တုံ့လွင့်ပြသတော့မယ် Omni Science Readers Viewpoint Live Action ရုပ်ရှင်ဒေါ်လာသန်းချီတန်တဲ့ပိုင်ဆိုင်မှုတွေအပိတ်သိမ်းခံလိုက်ရတဲ့ Kim So Hon မင်းသမီးကကြိုးပါဝင်ထားတဲ့မာယုတ်ရှန် Shell the Grid နဲ့စာချုပ်ကိုရက်ဆိုင်လိုက်ကြောင်း Copy A Bangkok ကြော်ညာအစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်တော့မှာပါရှင်အစောရဒီယာလီပါရဲ့ training season ကတော့ over ဖြစ်သွားပါတယ်။အစောရဒီယာလီပါဟာရုပ်ရှင်မင်းသားချစ်သူ column trainer နဲ့စစ်ဆက်ထားပြီးဖြစ်ကြောင်း British Vogue magazine ရဲ့ interview မှာအတည်ပြုပြောကြားခဲ့ပါတယ်။ ကျမတို့ဆင်းဆက်ပြီးသွားပြီအရန်စိတ်လှုပ်ရှားစရာပါကျမဒီလက်စွပ်ကိုအရန်ကြိုက်တယ်ကျမဝတ်ပြတ်မဲ့လက်စွပ်လေးကိုနဲ့တသက်လုံးအတူရှိမဲ့သူကကို့အကြောင်းအတော်သိထားသားပဲဆိုတဲ့အတိကအရန်ကောင်းတာပဲကျမထော်ပီအောင်လှုပ်ချင်တယ်ကော်လန်ကလည်းရိုက်ကူးရေးရှိတော့အခုကာလကိုပျော့ပျော့နေကြတာပေါ့ကျမကတကယ်ကိုမင်္ဂလာဆောင်အကြောင်းမတွေးဘူးတဲ့သူမျိုးဘလို့သူတို့သမီးဖြစ်မလဲဆိုတာကိုအိမ်မက်ဖူးတဲ့သူမျိုးမဟုတ်ဘူးဒါပေမဲ့အခုချိန်မှာတော့အိုးငါဘာဝတ်ရမလဲဆိုပြီးတော့စဉ်းစားနေမိတယ် နှစ်ယောက်အတူတူအုံမင်းသွားကြပြီးတော့ဘဝတစ်ခုကိုဖျက်ကျော်ပြီးမြင်တွေ့နိုင်ဖို့အတွက်ထာဝရအကောင်းဆုံးတငယ်ချင်းနဲ့အဖြစ်ရှိသွားကြနိုင်ဖို့ဆုံးဖြတ်လိုက်နိုင်တဲ့ခံစားချက်ကတကယ်ကိုတမူထူးခြားပါပဲလို့ဖြေကြားခဲ့ပါတယ်ဆိုတော့ဒီယာလီပါနဲ့မင်းသားကာလန်ထရနာတို့ဟာ2024ခုနှစ်ဇန်နဝါရီလမှစတင်ချိန်တွေ့ခဲ့ကြပြီးမဲ့ပေါ်တက်တွေမှာတော့အတူမြင်တွေ့ရလိမ့်မရှိပါဘူး။ဒါပေမဲ့ Instagram post တွေကနေတဆင့်ပရိသတ်တွေကိုတခါတလေဖော်ပြလိမ့်ရှိပါသေး။2025 Matt Color ပွဲမှာတော့တရဝင် Red Carpet ကိုအတူတူပွဲတက်ခဲ့တာပဲဖြစ်ပါသေး။ တရုတ်ဆောင်ဒေးဗစ်ဟက်ကီလီဂနုဘယ်ဟာမကြသေးခင်က Disney ရဲ့ Lilo and Stitch live action ရုပ်ရှင်မှာတရုတ်ဆောင်ခဲ့တယ်လို့မျိုး Magan PI နဲ့ Hawaii 50 Zealand Dairy မှာလည်းပါဝင်ခဲ့ပါတယ်။သူဟာဂျွန်လာ၁၂ရက်နေ့မှာအသက်46နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။သူရဲ့အမဖြစ်သူ Jalan Cannibal က Facebook post မှာသူကွယ်လွန်ကြောင်းအတည်ပြုခဲ့တာပါ။တည်ဆောင်ရတဲ့အကြောင်းရင်းမှန်ကိုမကြေညာသေးပေမဲ့ဟာဝေးရဲတပ်ဖွဲ့တွေကတော့မတမာမှုတစုံတရာမရှိဘူးလို့ပြောထားပါတယ်။ ကျမရဲ့စိတ်သဘောထားကောင်းအရေးချင်းရှိရည်စရာကောင်းညံရည်ထက်မြတ်ပြီးတော့ချောမောတဲ့မောင်လေး David H K Bell ဟာဒီနေ့မှကောင်းကင်ဘုံမှာဖျားသခင်နဲ့အတူရှိနေတော့မယ်ဆိုတာကိုဝမ်းနည်းစိတ်နဲ့ပြောပြရပါတယ်လို့ Jalen Kennedy Bell ကတနင်္ဂနွေနေ့မှာရေးသားခဲ့ပါတယ် Disney ကလည်းအင်္ဂါနေ့မှာထုတ်ပြန်ချက်တစ်ခုထုတ်ပြီးတော့ David Hackley Knobel ရဲ့ရုပ်တရက်ဆုံးရှုံးသွားမှုကိုကျွန်တော်တို့အလွန်ဝမ်းနည်းမိပါတယ်။သူဟာဖော်ရွေပြီးတော့စိတ်ထားကောင်းတဲ့သူဖြစ်ပြီးတော့ရိုက်ကွင်းထဲမှာလူတိုင်းနဲ့ရင်းနှီးတဲ့သူတစ်ယောက်ပါ သူဟာ Disney နဲ့ Lilo and Stitch မိသားစုရဲ့ထာဝရအဖွဲ့ဝင်တစ်ယောက်ဖြစ်ရှိနေမှာပါလို့ပြောကြားခဲ့ပါတယ်ရှင်အန်စီတီအဖွဲ့ဝင်ဟောင်းဒေးလ်ဟာနောက်ဆုံးရုံးချိန်မှာတော့မတိမ်မှုနဲ့ပတ်သက်တဲ့ဆွဲချက်အလုံးကိုဝန်ခံခဲ့ပါတယ်။ဒေးလ်တယောက်တည်းမဟုတ်ဘဲသူ့တငငချင်းနှစ်ယောက်ပါပါဝင်တာဖြစ်ပြီးတော့ဆွဲချက်မှာပါတဲ့အဓိကအကြောင်းအရာကမူးပြီးတော့သတိလင့်နေတဲ့မိန်းကလေးကိုသူတို့၃ယောက်ကဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းပါ ဆွဲချက်တွေကိုဝန်ခံရင်းနဲ့ပြည်တံ short pop ပေးဖို့ပါအတနာခံတင်ခဲ့တယ်လို့သိရပါတယ်။တရားရုံးကလည်းတေလနဲ့သူ့တငယ်ချင်းတွေကိုထောင်ဒဏ်9နှစ်ကြားခံစေဖို့စူးစမ်းနေတယ်လို့သိရပါတယ်။2024ခုနှစ်ဩဂတ်လမှာ Till ဟာ sex scandal မှာပါဝင်နေလို့ဆိုပြီးတော့ SN က Till ကို NCT ကနေချက်ချင်းထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ လူကြိုက်များတဲ့ webton omniscience reader viewpoint ရဲ့ live action ရုပ်ရှင်ကနေ still cut တချို့ထွက်ပေါ်လာပါတယ်။အဲ့ဒီရုပ်ရှင်မှာပါဝင်ထားကြတဲ့သရုပ်ဆောင်တွေကတော့ Lee Min Ho, An Hyo Suk, Black Pig ရဲ့ကြည်စို Chee So Ben, Shin Song Ho, Nana နဲ့ Kon On Song တို့ဖြစ်ပါတယ်။ဇလန်းကတော့ Camdoja ဆိုတဲ့ဇက်ကောင်ကသူဖက်နေတဲ့စိတ်ကူးယဉ်ဝတ္ထုကအပြင်ကိုရောက်လာတာနဲ့စထားပြီးတော့ဝတ္ထုရဲ့ဇလန်းကိုသူသိထားတဲ့အသိပညာကိုအသုံးပြုပြီးကဘာပြတ်တုံမှုကိုတားဆီးဖို့စူးစမ်းပါတော့တယ်။ အဲ့ဒီအထက်မှာလီမင်ဟောကတော့ဝတ္ထုရဲ့မူရင်းဇက်လိုက်ယိုဂျွန်ဖျောက်အဖြစ်တရုတ်ဆောင်မှာဖြစ်ပြီးတော့အဲ့ဒီဇက်လန်းကိုတော့နောက်နှစ်2025ဇူလိုင်မှာပထမဆုံးထုတ်လွှင့်မှာဖြစ်ပါတယ်ထပ်ပေါ်လာတဲ့သတင်းတွေကြောင့်မင်းသားကင်ဆိုဟွန်ဟာသူ့ရဲ့ပုံရိပ်ကြဆင်းမှုပြဿနာနဲ့ရင်ဆိုင်နေရပြီးများပြားလာတဲ့တရားစွဲဆိုမှုကြောင့်ဝန်တန်းနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေအသိမ်းခံခဲ့ရတယ်လို့ကိုရီးယားမီဒီယာတွေကဖော်ပြနေကြပါတယ်။ ကွယ်လွန်သားပြည်ဖြစ်တဲ့မင်းသမီးကင်ဆဲရွန်နဲ့အတိတ်ဆက်ဆံရေးကြောင့်ပုံရိပ်ကြဆင်းသွားတဲ့ကင်ဆိုဟွန်းဟာသူ့ကိုအဓိကစပွန်ဆာပေးထားတဲ့ကုမ္ပဏီတွေ brand တွေရဲ့တရားဆွဲဆွေမှုတွေနဲ့ရင်ဆိုင်နေရပြီးရော့ကြီးမပေးနိုင်တဲ့အစုံမှာပိုင်ဆိုင်မှုတွေအသိမ်းခံရတဲ့အထိဖြစ်လာတာပါကင်ဆိုဟုံးကိုအဓိကစပွန်ဆာပေးထားတဲ့ကောက်ကူဟိုးဒင်းဂရုကသူတို့နဲ့လက်တွဲထားတဲ့အစားချုပ်ကိုရော့ဂျီအဖြစ်ကင်ဆိုဟုံးနဲ့သူရဲ့ agency Gold Medalist ကိုဒေါ်လာ1.4ခွန်တန်ရလိုမှုနဲ့တရားစွဲဆိုခဲ့ပြီးတော့အနိုင်ရခဲ့ပါတယ်။ ။ဒါပြင်ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Classic ကလည်း Kim So Hon ကိုတရားစွဲဆိုမှုမှာအနိုင်ရခဲ့တဲ့အတွက်စုံမျိုးကစောင်းတုံကူမှာရှိတဲ့ Kim So Hon ရဲ့ဒေါ်လာ2.1တန်းတန်နေအိမ်ကိုသိမ်းယူခဲ့တယ်လို့သိရပါဗျ။ကင်ဆိုဟွန်ဟာလက်ရှိအချိန်ထိတရားစွဲဆိုမှုတွေများစွာနဲ့ရင်ဆိုင်နေရပြီးတော့ဗန်နာရဲ့အချက်အတဲလာသလိုပုံရိပ်ကြဆင်းမှုကြောင့်အမှုပညာလောကမှာရက်တီဖို့ပါရုန်းကန်နေရတယ်လို့သိရပါပါတယ်ရှင်။ ိုင်ထိုင်ရင်ပိုဇလန်ကြိုက်တဲ့ပြိသက်တွေအတွက်မင်းသမီးကာဂျိုပါဝင်ထားတဲ့မာရုပ်ရှင်ကိုဇွန်လ29ရက်နေ့မှာရုံတင်ပြသသွားမှာဖြစ်ပါတယ်မာရုပ်ရှင်ကိုမင်းသမီးကာဂျိုအမျိုးသားဖြစ်တဲ့မင်းသားအကြီးရဲ့ကိုပိုင်ထုတ်လုပ်ရေးကထုတ်လုပ်တာဖြစ်ပြီးတော့မင်းသမီးကာဂျိုအဓိကပါဝင်ထားတာဖြစ်ပါတယ်။ဇလံမျိုးစားကတော့ Mythological Horror အမျိုးစားဖြစ်ပြီးတော့ Director Visual Viewria ကရိုက်ကူးထားတာဖြစ်ပါတယ်။ မာဇကာမာမင်းသမီးကောက်ကျိုးနဲ့အတူရိုနစ်ရိုင်းအန်ဒရာနီလ်ဆန်ဂူတာနဲ့ခရင်းရှာမာတို့ပါဝင်ထားတာဖြစ်ပြီးတော့ဧည့်သည်တရုတ်ဆောင်အနေနဲ့ရှိုက်တန်ဇကာမာလူဆိုးအဖြစ်အာမတဟန်ဘန်လဲပါဝင်သွားမှာဖြစ်ပါရဲ့ရှင်ဒီပိုင်းသစီရီစီရီထက်ကတရုတ်ဆောင် Shell Tagrin ရဲ့နှစ်ဦးသဘောတူချုပ်ဆိုထားတဲ့သဘောတူညီချက်ကိုရပ်ဆိုင်းလိုက်တယ်လို့ Kobe A Bangkok ကကြေညာလိုက်ပါတယ်။ တရုတ်ဆောင်ရှယ်လ်ဟာမကြသေးမီရပ်ပိုင်းအတွင်းက Play Point the Series ထဲမှာ Pawn အနေနဲ့တရုတ်ဆောင်ခဲ့တဲ့တရုတ်ဆောင် Shell တက်ဂရစ်ဟာမင်းကလေးတွေကိုကိုဝင်ရှိစေခဲ့ပြီးတဲ့နောက်သစ္စာဖောက်ခဲ့တယ်ဆိုတဲ့ကိစ္စပေါ်ပေါက်လာပါတယ်။သူရဲ့ချစ်သူဟောင်း9ယောက်တို့ဟာပူးပေါင်းပြီးတော့သူတို့ရဲ့တပ်သေးအထောက်အထားတွေနဲ့ဖောက်ထုတ်ခဲ့ကြတာပါ။ရှောတက်ဂရစ်ဟာအမျိုးသမီးတစ်ယောက်ကိုသူ့နာမည်သုံးပြီးတော့ယင်းနေမြုံနှံဖို့စီယုံခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒါဟာအကျိုးအမြတ်အဖြစ်ဆက်ဆံပေါင်းသိမ့်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ် နောက်ထပ်မျိုးသမီးတယောက်ကိုလည်း Shell Tagrit ဟာလေးနက်တဲ့ဆက်ဆံရေးမျိုးကိုဂရီပေးပြီးတော့လိန်လည်ခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။သူ့မှာချစ်သူမရှိဘူးလို့ပြောပြီးတော့နူးညံ့တဲ့အပြောဆိုတွေနဲ့ယုံကြည်မှုကိုရယူခဲ့တယ်လို့သူ့ကိုအချစ်စစ်နဲ့ချစ်တယ်လို့မျိုးတရုတ်ဆောင်ခဲ့တယ်လို့အဲ့ဒီအမျိုးသမီးကပြောပါတယ်။ဒါပေမဲ့သူတို့ပို့ပြီးတော့ရင်းနှီးလာတဲ့အခါမှာရင်းနှီးမြုံနှံမှုအကြောင်းကိုပြောင်းလဲသွားပြီးတော့ကွန်တိုတိုက်ခန်းနေတဲ့အယောင်းအဝယ်စတာတွေအတွက်အဲ့ဒီအမျိုးသမီးရဲ့နာမည်ကိုစာရွက်စာတမ်းအားလုံးမှာအသုံးပြုခဲ့ပါတယ်လို့ဆိုထားပါတယ်။ အဲ့ဒီသတင်းတွေထွက်ပေါ်ပြီးတဲ့နောက်မှာတော့ Minda Shell Tech Group ရဲ့ agency ဖြစ်တဲ့ Copy A Bangkok ကနေပြီးတော့ထုတ်ပြန်ချက်ထုတ်ခဲ့တာပါ။ ကျွန်တော်ရဲ့ agency copy a bangkok ရဲ့လက်အောက်ကတရုတ်ဆောင် shell tactic chair wat နဲ့ပတ်သက်လို့အများပြည်သူရှေ့မှောက်မှာပြန့်နှံ့နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ agency အနေနဲ့အခြေအနေကိုဘယ်တော့မှမသိကြိုးကြုံမပြုတ်ခဲ့ပဲဖြစ်ပေါ်တိုးတက်မှုတွေနောက်ကိုအနီးကပ်လိုက်နေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ company နဲ့ shell tactic တို့ဟာဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြပြီးချက်ချင်းဆိုသလိုပဲနှစ်ဦးသဘောတူညီချက်အရစာချုပ်ကိုရက်ဆိုင်ဖို့နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ဒီဖြစ်ရတဲ့အပေါ် short tech grade အနေနဲ့ပြန်သုံးသက်ခွေရစေကဖြစ်ပေါ်နေတဲ့ပြဿနာတွေအတွက်အဖြေကိုဂရုတစိုက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ကုမ္ပဏီဟာကျင်းဝတ်ရှိတဲ့တန်ဖိုးတွေတာဝန်ယူမှုတာဝန်ခံမှုအသိစိတ်တွေဆက်လက်ထားရှိပြီးတော့အမြဲတမ်းလိုပဲကျွန်တော်တို့ရဲ့လုပ်ငန်းတွေထဲမှာပါဝင်တဲ့အဖွဲ့အားလုံးအတွက်လူအခွင့်အရေးကိုလည်းလေးစားမှာဖြစ်ပါတယ်လို့ဖော်ပြခဲ့ပါတယ်ရှင်။တပတ်တွင်းသူပညာသတင်းတွေကိုကျွန်မကျူချန်းကတင်ဆက်ပေးခဲ့တာပါ။ဒီတပတ်ဆယ်လီစီတီအစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာလိုက်ပါရစေ။ ပြည်သက်တွေအားလုံးပျော်ရွှင်စရာချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်